မင်္ဂလာပါဒီနေ့အတူတူကစန်းစစ်လေလာကြည့်ဖို့ရွေးချယ်ထားတာကတော့ဓမ္မဟောင်းကျမ်းတက်ကနေဟမီမဆာအခန်းကြီး6ပဲဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ဒီအချက်လေးတွေကျွန်တော်တို့အတိအကမှီရန်ထားတာကတော့ the wise believers ရဲ့ပြုစုချက်တွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နေဟမီအခန်းကြီး6ဆိုတာကတကယ်ကိုအလေးအပြောင်းအထိုက်အခိုက်တွေပြင်းထန်လာတဲ့အပိုင်းလို့ပြောလို့ရတယ်နော်ဟုတ်ပါတယ်ဇလန်ရဲ့အခင်းချင်းကိုပြန်ကြည့်ရင်လေနေဟမီကဂျေရုဆလင်မြို့ကို ပြန်တီးဆောင်းနေတာအတော်လေးခီးရောက်နေပြီ။အင်းတကယ်တမ်းပြောရင်တခါလီတက်ဖို့ပဲကြံတော့တဲ့အချင်းနေ။ဆိုတော့အောင်မြင်မှုကတကယ်လက်တကမ်းလုံးပါပဲ။ဟုတ်ပါ။ဒါပေမဲ့အဲ့ဒီချိန်မှာပဲသူ့ကိုစန့်ကျင်နေတဲ့ရန်သူတွေရဲ့အထက်အခိုက်ကလည်းအပြင်းထန်ဆုံးဖြစ်လာတယ်ဆိုတာမျိုး။အဲ့ဒါပဲ။ဒီဆွေးနွေးမှုကနေကျွန်တော်တို့ဘာကိုနားလည်ဖို့ကြိုးစားကြမလဲဆိုတာလေ။နေဟမီဘလို့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လဲ။ဖြစ်တယ်လေ။အင်းပြီးတော့အရေးကြီးဆုံးပေါ့။ ဒီအတွေ့အကြုံတွေကနေဘလို့သင်ခန်းစာမျိုးတွေထုတ်ယူနိုင်မလဲဆိုတာပါပဲဟုတ်ပါ ರೀ အခြေအနေကတကယ်ကိုအရှိန်မြင့်နေပြီပန်းတိုင်ကနီးလာသလိုအန်ဒရီယကလည်းပိုကြီးလာတယ်ကဲဒီတိုက်ပွဲရဲ့အသေးစိတ်ကိုစကြည့်ကြအောင်ကောင်းပါပြီရှင်ပထမဆုံးကြိုးပမ်းမှုကတော့ရန်သူတွေပေါ့တမ်ဘာလာတော်ပြီးပြီးတော့အာရအမျိုးသားကီရှင်သူတို့ကနေဟီမီကိုတွေးဆွန်ဆွေးနွေးဖို့ဖိတ်ခေါ်တာပဲဟုတ်တယ်နေရာကအော်နိုလွန်ပြင်ဆိုတဲ့နေရာမှာ တကြင်နဲ့လည်းမဟုတ်ဘူးမတန်းရရ၄ချိန်တတိဖိတ်ခုတ်ခဲ့တယ်လို့ဆိုတယ်ဟုတ်ပါ၄ချိန်တော့နော်ဒါကအမ်ယိုယိုတန်တာတွေ့ဆုံမှုမဟုတ်လောက်ဘူးဆိုတော့အတိုးလေးထင်ရှားနေတယ်လို့ပဲသူတို့ရဲ့တကယ်ယူရချက်ကဘာဖြစ်နိုင်မလဲခင်ဗျာဒီဖိတ်ခေါ်မှုရဲ့နောက်ွယ်ကနီးပြပြာကစီဝင်လာရပါရှင်သူတို့ကလည်းနေဟိမိကိုဂျေရုဆလင်မြို့ရဲ့လုံခြုံတဲ့ပဝင်းကျင်ထဲကနေအဖင်ကိုဆွဲထုတ်ခြင်းတဲ့သဘောဟွန်းအော်နော်လွန်ပြင်ဆိုတာကဂျေရုဆလမ်နဲ့ဆိုရင်ခက်လန်းလောင်းမှာဘင်ဂျမင်၂၀နာမှာရှိပြီးတော့ ယူတဲ့လူမျိုးတွေအ धिक ချေချဲတဲ့နေရာလည်းမဟုတ်ဘူး။ဟုတ်ကဲ့။ဆိုတော့အဲ့ဒီနေရာဟာသူတို့အတွက်လှောက်ရှားရပိုလွယ်နိုင်တယ်။နေဟီမီအတွက်ကျတော့အကာအကွယ်နေသွားနိုင်တယ်ပေါ့။ဟွန်းဟုတ်ကဲ့။ဒါကြောင့်အဲ့ဒီဖိတ်ခေါ်မှုရဲ့ရည်ရွယ်ချက်ကစကားပြောဖို့ထက်နေမီကိုတင်းတင်းနဲ့နဲ့နဲ့အန်တရပေးဖို့တောင်းမဖို့ဟို fancy thing ဝင်ကိုထင်နိုင်ကြီးအញ្ញမ်းများပါတယ်။ဟွန်းအန်တရပေးဖို့ပေါ့။ဟုတ်ပါတယ်။ နောက်တစ်ချက်ကဘာကြောင့်လေးချိန်နဲ့နဲ့ခေါ်နေရလဲဆိုတာပဲဟုတ်တယ်အဲ့ဒါလည်းစဉ်းစားစရာပဲနေမိကပထမချိန်မှာပြက်ပြက်တန်းတန်းနေမိတာလေဒါမဲ့သူတို့ကထပ်တလေးလေးခေါ်နေတာဟွန်းဒါငါနေမိကိုစိတ်အနာရဖြစ်အောင်သူ့ရဲ့အထီးကအလုံမြို့ရိုဆော့တဲ့အလုံခနဲ့အာယုံရွမ်းအောင်ဖိအားပေးတဲ့သဘောမျိုးပဲစိတ်ပိုင်းဆိုင်ရာစစ်ပွဲလို့ပေါ့ဟုတ်ကဲ့ pressure ပေးတာပေါ့နော်ဟုတ်တယ် မင်းငါတို့နဲ့မတွေ့ရင်မင်းမတခုခုမားနေပြီဆိုတဲ့အတွယ်ဝိတ်ချင်းချောက်မှုမျိုးလဲပါနိုင်တယ်။ဒါပေမဲ့နင်းမိကတော့သူတို့ရဲ့ဟိုစကားချိုချိုလေးနောက်ွယ်ကအကျဉ်းဆိုးကိုကောင်းကောင်းသိနေခဲ့တယ်။နင်းမိရဲ့တွန့်ပြန်မှုကတကယ့်ကိုအတူယူစရာပဲ။သူ့ပြန်ပြောခဲ့တာကငါဒီအရေးကြီးသောအမှုကိုပြုဤအပေကြောင့်အမှုပြည့်စည်ခြင်းကတင်တို့ရှိရတို့ငါဆင်းရမင်းနဲ့တူတူနဲ့လိုရင်းပဲနော်။ဟုတ်ပါ။အရန်ပြက်သားတယ်။သူ့ရဲ့ဦးစားပေးကပါလဲ။ သူ့ရဲ့အဓိကရည်မှန်းချက်ကဘာလဲဆိုတာရှီရှင်လင်းလင်းတည်ထားပြီးအဲ့ဒီပေါ်မှာပဲတစိုက်မှတ်မှတ်အာယုံဆိုင်ထားတယ်။ဘေးကလာတဲ့အနောက်ချက်တွေအာယုံလွဲစရာ distractions တွေကိုလုံးဝကူးမဆိုင်ဘူး။ဒါဟာတကယ်ခုံဆောင်ကောင်းရဲ့အရည်သွေးပဲ။ဟုတ်ပါတယ်။အဲ့ဒီလိုတိုက်ရိုက်သွေးဆောင်လို့မရမှန်းသိသွားတော့သူတို့နီလန်းပြောင်းရောဒုတိယအကြံစီဒီတစ်ခါတမ္ဘလကနေဟမီစီစားတဲ့ဆောင်ပို့တယ်။အင်းစားပို့တယ်နော်။ဒါပေမဲ့ထူးခြားတာက အဲ့ဒီစာက အလုံးပိတ်ချိတ်တန်စိတ်ခတ်ထားတဲ့စာလိမ်မဟုတ်ဘူး။ပွင့်နေတဲ့စာဖြစ်နေတယ်။အမ်ပွင့်နေတဲ့စာဟုတ်တယ်။ရှေးခေတ်အရှင်းအလယ်ပိုင်းမှာ အရေးကြီးတဲ့စာတွေအထူးသဖြင့်ယာထူးကြီးတဲ့သူတွေစီပို့တဲ့စာတွေကို လုံကြုံအောင်ချိတ်ပိတ်ပို့ကြတာထုံးစံလေ။အခုလောအပွင့်ပို့လိုက်တယ်ဆိုတာကတမင်ရည်ရွယ်ချက်ရှိနေပုံပဲ။ ဘာကြောင့်အဖွင့်ပို့တာလဲလို့ထင်ပါတယ်ခင်ဗျာအဲ့ဒီပွက်နေတဲ့စားဆိုတဲ့အချက်လေးကတိတ်အရေးကြီးတယ်ရှင်ပုံမှန်မဟုတ်တဲ့လို့ရဆိုတဲ့နောက်ကမှအကြောင်းရှိတတ်တယ်လေဟုတ်ကဲ့ဒီနေရာမှာတော့ရည်ရွယ်ချက်ကရှင်းနေတယ်စားကိုလက်မှတ်သေးသွားတဲ့လူရောကြားလူတွေရောအလုံးဖတ်လို့ရအောင်စားတဲ့ကအကြောင်းအရာတွေလူကြားတဲ့အမြန်ဆုံးပြန်သွားအောင်တမင်လောက်တာပဲကောလာလာဖြင်းချင်းတဲ့သဘောပေါ့ဟုတ်တယ်ဒါကအတင်းဖြင်းကောလာဟလာကိုလက်နဲ့လို့တုံးတဲ့နည်းတစ်ခုပဲ နေဟမီကိုလူသိရှင်ကြားအတည်ရဖြတ်ဖို့သူ့နောက်လိုက်တဲ့ကြားတိုင်းထဲ့ဝင်အောင်ယုံကြည်မှုပြပြအောင်ရည်ရွယ်တာอืมစာရဲမှာပါတဲ့ဆွဆွချက်တွေကလည်းတော်တော်လေးပြင်းထန်တယ်လို့ဆိုပါတယ်နော်ဘယ်လိုအကြောင်းအရာတွေပါခဲ့လဲဆွဆွချက်တွေကနိုင်ငံတော်တစ္ဆာဖောက်မှုအဆင့်ထိရောက်တဲ့အချက်တွေချိပဲရှင်အဓိကကတော့နေဟမီနဲ့ယူရလူမျိုးတွေကပါရှားအင်ပါယာကို ပုံကန်ဖို့ကြံနေတယ်။အဲဒါကြောင့်မျိုးရိုးကိုအခိုက်အမာစောင့်နေတာ။ဟုတ် ပြီးတော့နေဟမီကိုရိုင်းကယူရပြေရဲ့ဘရင်ဖြစ်ချင်နေတယ်။ဒီတက်ဘရိုဖတ်တေကိုတော့ငားပြီးတော့သူ့ကိုဘရင်ဖြစ်ကြညာခိုင်ဖို့စီစဉ်နေတယ်ဆိုပြီးလုံးဝအချိန်မြင့်မရှိတဲ့ဆွဆွဲချက်တင်နေပြည်နေတာ။တူတူဆိုးရတဲ့ဆွဆွဲချက်တွေပဲ။ဟုတ်တယ်။ဒီဆွဆွဲချက်တွေရဲ့နောက်ွယ်ကအန်ဒီယေကိုစဉ်းစားကြည့်လေ။ဒါကပါရှားဘရင်အာဒဇီရက်စ်ကိုတိုက်ရိုက်ဆင်ခေါ်တာပဲ။ဟုတ်ကဲ့။ the deep you sia ga ayan khain ji le ma le ala tu kolahala su swe che de chao myo yu saut da khna yak khe bu de le မန်တယ်တမ်ဘလက်ကအဲ့ဒီအတိတ်ကအဖြစ်ကိုအတုံးချပြီးနေဟမီရဲ့လုံကန်လုံဝရက်တော်ဖြစ်နိုင်ရင်ပါရှာအန်နာပိုင်းတွေက ဝင်ဆက်ဖက်လောင်ဖျားပေးဖို့ကြိုးစားတာပဲစာကိုဖွင့်ပို့တာကဒီတရင်အမြန်ဆုံးပြန့်ဖို့နဲ့တရားဝင်အထောက်ထားတစ်ခုလိုဖြစ်သွားစေဖို့ပဲဒီလောက်ကြီးလေးတဲ့ဆွဆွဲချက်တွေလူတိရှင်ကြအသိရဖြစ်မှုတွေနဲ့ရင်ဆိုင်ရတော့နေမီပြုတ်တုံပြန်ခဲ့လေ ူကအသေးစိတ်လိုက်ရှင်းပြနေခဲ့လားနေဟမီရဲ့တွန်းပြန်မှုမှထပ်ပြီးတော့မတားဆရာပဲရှင်။ "तू ကလေဆွဆွဲချက်တစ်ခုချင်းစီကိုလိုက်ပြီးဖြည့်ရှင်းမနေခဲ့ဘူး။ဟုတ်ကဲ့။အဲ့လိုလို့ရင်ရန်သူထောင်ချုပ်ထဲဝင်သွားနိုင်တယ်လေ။ तू အမြင်နဲ့ခွန်အားဒီကုန်သွားနိုင်တယ်။ तू ပြန်ပြောလိုက်တာကတင်ပြောသည်မအတိုင်းငါပြုတ်ဒီမဟုတ်တင်ဒီကိုအလိုရောက်ထိုးစကားကိုကြံဖန်၍ပြောဆို၏ဆိုပြီးတုံတုံနဲ့ပြပြတာတာပဲ။ဟွန်းဒါလေညာမှုတတ်တတ်ပဲလို့ပြောလိုက်တာပါ။ ဟုတ်တယ်ပြီးတော့ तू ကလူတွေကိုလိုက်ရှင်းပြမယ့်အစားဘုရားသခင်ပဲကိုချက်ချင်းလှည့်ပြီးအိုဘုရားသခင်ယခုတွင်ကိုတော်သည်အကျုံးလက်တို့ကိုခိုင်ခန့်စေတော်မူပါလို့ဆုတောင်းခဲ့တယ်ဟုတ်ကဲ့သူရဲ့ရင်ဆိုင်မုံကကာကွယ်တာထက်မှန်ကန်တဲ့အရင်အမိကိုအကူတကြီးစုကန်လိုက်တာမျိုးပဲဒါကမာရွင်ဆွဆွဲခံရတာတွေကိုရင်ဆိုင်ရမှာအရေးကြီးတဲ့သင်ခန်းစာတခုပါဟုတ်ကဲ့ပထမနီးကအပြင်ကနေတွဲဆောင်တာဒုတိယနီးကလူတိရှင်ကြအတရေဖြတ်တာ ဒီနှစ်ခုလုံးမှာအောင်မြင်တော့သူတို့ရဲ့တတိယအချမ်းအစီကပူပြီးအတွင်းကြကြနဲ့လျော့ဝါလာတယ်။ဟုတ်ပါပူပြီးပါနတ်လာတယ်။ဒီတစ်ခါမှာရှေမာယဆိုတဲ့လူတစ်ယောက်ပေါဝင်လာတယ်။ဒီရှေမာယကဘလို့လူစားမျိုးလဲ။သူကဘလို့ထောင်ချောက်ဆင်ဖို့စ조사ခဲ့တာလဲခင်ဗျာ။ရှေမာယကသူ့ကိုယ်သူပျောဖက်တယောက်လိုဟန်ဆောင်ထားသူဖြစ်နိုင်နေရှင်။သူကနေဟင်မီကိုလာတွေ့ဖို့အရင်ဆုံးသူ့အိမ်ထဲကိုခေါ်တယ်။ပြီးတော့သူကသူ့ကိုယ်သူအိမ်ပြန်ထွက်နိုင်အောင်အကြောင်းတစ်ခုခုကြောင့်ပိတ်လောင်ခံထားရတယ်လို့မျိုးဟန်ဆောင်ထားသေးတယ်။ နေမီရောက်သွားတဲ့အခါကျတော့ရှေမာယကအယမ်းစိုးရင်ပူပန်တဲ့လေတန်နဲ့ညဘက်မှာနေမီကိုလာတတ်မဲ့လူတွေရှိတယ်။ဒါကြောင့်အသက်လွတ်ဖို့အတွက်ဘိမန်တော်ထဲမှာအတိညာပြောရင်ဘိမန်တော်ရဲ့အတွင်းမှိုင်းတန်ရှင်းရဌာနထဲမှာတောပုံးနေကြအောင်လို့အကြံပေးတယ်။ဟွန်းဒါကကြည့်လိုက်ရင်အသက်ငယ်မဲ့အကြံကောင်းတစ်ခုလို့ထင်ရစရာပဲလေ။ဟိုတယ်လေကိုအသက်ကလာလို့ချက်မယ်ဆိုတဲ့တဲ့ရင်ကြရင်ဘသူမှဆိုလုံခြုံတဲ့နေရာတောပုံးခြင်းမှာပဲ။ ဗိမာန်တော်ဆိုတာလေဖရားရဲ့အိမ်တော်ဆိုတော့လုံခြုံမယ်လို့ထင်စရပဲတပိတ်ဒါကဘာလို့ထောင်ချောက်ဖြစ်နေတာလဲဒီနေရာမှာထောင်ချောက်ကအရန်ကိုပါနတ်တယ်ရှင်အဓိကအချက်နှစ်ချက်ရှိရယ်ပထမချက်ကဖရားသခင်ရဲ့ပြည့်ညတ်တော်အရာလေဗိမာန်တော်လည်းတန်ရှင်းရာဌာနထဲကိုရပ်ပုရောဟိအနေဝင်လေကလွဲ့ရင်တခြားဘယ်တမလူမဝင်ခွင့်မရှိဘူးဟုတ်ကဲ့ဝင်ရင်တေးတန်းဒီတောင်ကြားနိုင်တယ်ပြမှုပဲနေမီကယူရာပီရဲ့အုတ်ချုပ်ပြင်းမှုနိုင်ငံရေးခေါင်းဆောင်မှန်ပေမဲ့သူကရပ်ပုရောဟိမျိုးနွယ်မဟုတ်ဘူးလေဟွန်းမှန်တယ် ဒါကြောင့်သူအဲ့ဒီတဲဝင်လိုက်ကြနဲ့ပြီးညတော်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ရရောက်သွားမယ်ဒါကတစ်ချက်ဟုတ်ကဲ့ဒုတိယအချက်ကဒီထောင်ချောင်းရဲ့စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုပဲရှီမာယာရဲ့အကြံပေးချက်ကနေဟမိရဲ့ကြောက်စိတ်ကိုအတုံးချဖို့ကြိုးစားတာอืมအကယ်လို့နေဟမိက အသက်ပိတ်ကိုကြောက်ပြီးပြီးညတော်ကိုချိုးဖောက်ဘီမန်တော်ရဲ့ဝင်ပုံခဲ့မယ်ဆိုရင်သူ့ရန်သူတွေကဘာပြောမလဲ တွေ့လားနေမမီကကြောက်တတ်တယ်။ "तू ကဖျားရဲ့ပြီးညက်တော်တဲ့ तू အသက်ကိုပိုတန်ဘိုးထားတယ်။ဒီလိုလူကဘလို့လို့ခေါင်းဆောင်ခေါင်းဖွင့်မလဲ။ဆိုပြီးဝေဖန်ဖို့အခွင့်ရေးရသွားမယ်။ဟုတ်ပြီဟုတ်ပြီ။သူ့ရဲ့အော်တာကြာသွားအောင်လုပ်တာပေါ့။ဟုတ်ပါတယ်။သူ့ရဲ့ကိုကျင့်တရားအော်တာဘာသာရေးစိတ်တက်ခေါင်းဆောင်မှုပေါ်လူတွေရဲ့ယုံကြည်မှုတွေအကြီးအကျယ်ကျဆင်းသွားစေနိုင်တယ်။ဒါကသူ့ကိုရုပ်ပိုင်းရတိုက်ခိုက်တာထက်ပိုဆိုးတဲ့ထိုးနှက်ချက်ဖြစ်သွားနိုင်တယ်ရှင်။ တကယ်ကိုအန်ဒရီများလည်းချိန်နေပဲကိုအတက်ကိုကယ်ဖို့လုံလိုက်တာကကိုရဲ့ဂုံတိတ်ခါနဲ့ခေါင်းဆောင်မှုကိုပြန်ထိခိုက်စေနိုင်တယ်ဒီလိုအကြအတဲကြမှာနေဟင်းမိဘလို့တွန့်ပြန်ခဲ့လဲသူကရှေးမာယာရဲ့စကားနောက်ွယ်ကအကျန့်ကိုဘလို့တိသွားတာလဲခင်ဗျဒီနေရာမှာနေဟင်းမိရဲ့ပိုင်းခြားတိမြင်နိုင်စွာ discernment ပေါ့နော်အဲ့ဒါကအထင်ကြီးစရာပဲ။ तू ကချက်ချင်းသဘောပေါက်လိုက်တယ်။ရှင်မာယာရဲ့စကားတွေကဖျားသခင်စီကလာတာမဟုတ်ဘူး။သူ့ကိုထောင်ချောက်ဆင်ဟိုရန်သူတွေတော်ပြီနဲ့တန်ဗာလတ်တို့ကရှင်မာယာကိုငားထားတာဖြစ်တယ်ဆိုတာ तू သိမြင်ခဲ့တယ်။ဘလို့သိသွားတာပါလဲ။ဘလို့သိတယ်လဲဆိုတာကတော့ကျန်းစာကအထီးကြမှာဖော်ပြဘူးပေါ့နော်။ဒါပေမဲ့ဖြစ်နိုင်တာကရှင်မာယာရဲ့အကြံပေးချက်ထားဖျားသခင်ရဲ့ပြည့်ညတ်တော်နဲ့တိုက်ရိုက်ဆန့်ကျင်နေတာကို तू ကောင်းအောင်နားလိုက်ထားလို့ပဲ။ဟွန်း ဖျားသခင်ရဲ့စစ်မှန်တဲ့ဘျော်ရော့ဖတ်တယောက်ကပြည့်ညတ်တော်ကိုချိုးဖောက်ဖို့ဘရော့မှာအကြံပေးမှမဟုတ်ဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ငါကဲတူတော်သူဒီအစ်စ်ချမ်းသာခြင်းကဗိမာန်တော်ရဲတို့ဝင်ရမီလောငါမဝင်လို့ပြန်ပြောခဲ့တယ်အိုးတတော်ပြတာတဲ့စကားပဲဟုတ်တယ်ဒီစကားမှာအဓိပ္ပာယ်နှစ်မျိုးပါတယ်ငါကဲတူတော်သူဆိုတာကတစ်ဖက်မှာအုတ်ချုပ်ရဲမူရာထိုးကိုပြောတာဖြစ်နိုင်တယ်လို့နောက်တစ်ဖက်မှာဖျားရဲ့တာဝန်ကိုထမ်းဆောင်နေသူတယောက်အနေနဲ့ ကြောက်ပြီးထက်ပြီးပုန်းဆောင်တင်လာပိုအေးကြီးရာကဖះရဲ့ပြင်းရဲ့ကိုချိုးဖောက်ပြီးအသက်ဆက်ရှင်ဖို့စ조사တင်လာလူမေဟုံထုတ်လိုက်တာပဲอืมသူဟာအသက်အနည်းကိုကြောက်လို့အဖြစ်ကျူးလွန်ဖို့ဒါမှမဟုတ်လူရီမင်းမှာတွေ့ဖို့ကြောင်တဲ့ပုံစံမျိုးပြဖို့လုံးဝနင်းဆိုခဲ့တယ်။ဒါဖီအောင်တဲ့အောက်မှာတော့မှကိုယ့်ရဲ့ကိုချင်းတရားနဲ့ယုံကြည်ချက်ကိုခိုင်ခိုင်မာမာစုကိုင်းထားနိုင်တယ်ဆိုတဲ့တာရကပဲရှင့်။ဟုတ်ကဲ့။ဒီနိုအကြံစီတွေဖီအားတယ် ချင်းချုံမှုတွေလှည့်ဖြောင်းမှုတွေအမျိုးမျိုးကြားနဲ့နောက်ဆုံးမှပါဖြစ်သွားလဲမြို့ရိုးတည်ဆောက်ရေးလုပ်ငန်းစဉ်ကတော့အော်စီယာအကောင်ဆုံးကတော့ရှင်ဒီလိုအတိုင်းခိုက်တဲ့အဖင်ထန်ဆုံးဖြစ်နေတဲ့အချိန်မှာပဲမြို့ရိုးတည်ဆောက်ရေးလုပ်ငန်းဟာအောင်မြင်စွာပြီးဆုံးသွားခဲ့လေဟုတ်လားဟုတ်ပါတယ်အခန်းကြီးအစမှာတကားတွေတက်ဖို့ပဲကြံတော့လဲဆိုပေမဲ့ဒီအတိုင်းခိုက်တဲ့ကြားထဲကနေပဲအပီးတက်လုပ်ငန်းတွေကိုဆက်လုပ်နိုင်ခဲ့လေပိုပြီးအော်စီယာကောင်းတော်ကအချိန်ကာလပဲ ကျန်းစာရမြို့ရိုးတစ်ခုလုံးကို ပြန်တိဆောက်ပီစီဖို့ကြာခဲ့တဲ့အချိန်ဟာစုစုပေါင်း52ရက်ပဲရှိခဲ့တယ်။ဟာ52ရက်တည်နေဒီလောက်ကြီးတဲ့စီမံကိန်းဒီလောက်များတဲ့အတိုက်အခံကြီးကြာကပြီးထွားတယ်ဆိုတော့တကယ်ကိုမယူနိုင်စရာပဲ။ဟုတ်ပါတော်တော်မြန်ဆန်တဲ့အောင်မြင်မှုပဲ။ဒီအောင်မြင်မှုကရန်သူတွေဘောဘလို့တည်အောင်မှုရှိခဲ့တယ်ခင်ဗျ။တည်အောင်မှုကကျင်းကောင်းရဲ့ရှင့်ကျန်းစာမှာဖော်ပြထားတာက ငါတို့ဤရန်သူအပေါင်းတို့သည်ကြာတိ၍ပဝန်းကြီး၌ရှိသောလူမျိုးအပေါင်းတို့သည်ကြောက်ရွံ့ချင်းတို့ရောက်၍မိမိတို့စိတ်နှလုံး၌အလွန်အာရုံကြ၏တဲ့။ဟွန်းစိတ်ဓာတ်ကြသွားတာပေါ့။ဟုတ်ပါတယ်။ထိုမူဒီငါတို့ဘေလာတကင်ဤအခွင့်နှင့်ပီစီးချောင်းကိုသူတို့တိကြ၏ဆိုပြီးဆက်ပြောထားတယ်။သူတို့ရဲ့အကြံတွေအားလုံးကြာရှုံးသွားရင်တင်မကောဒီလုံကန်းရဲ့အောင်မြင်မှုဟာလူချိုးပန်းမှုတက်တက်ကြောင့်မဟုတ်ပဲ တို့စန့်ချင်နေတဲ့ဘုရားသခင်ရဲ့တန်ကိုးတော်နဲ့ကုညီမှုကြောင့်ဖြစ်တယ်ဆိုတာကိုရန်သူတွေကိုယ်တိုင်ကဝန်ခံခဲ့ရတယ်ဆိုတဲ့သဘောပဲအန်အိုစီရပဲဒါဟာယုတ်ပိုင်းဆိုင်ရာအောင်မြင်မှုသက်သက်မဟုတ်ပဲဝိညာဉ်ရေးရရပါအောင်ပွဲခံလိုက်တာဖြစ်တယ်သူတို့ရဲ့စိတ်သက်တွေလုံးဝကြဆင်တော်ခဲ့တယ်ဟုတ်ကဲ့ပါနေဟီမီအခန်းကြီး6ရဲ့ဖြစ်ဖြစ်တွေကိုခြုံငုံပြီးပြန်ကြည့်တဲ့အခါ the wise believers ye lila chat de bo che kan bi chanarou twa belo adika tin khan sa de ma ta sia de thwet paw la nai mla စဉ်းစားကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့အဓိကထုံးလုံးနိုင်တဲ့သင်ခန်းစာတွေအများကြီးရှိပါတယ်ရှင်ပထမဆုံးတတိချာမီတာကတော့နေဟီမီရဲ့ပြက်သားတဲ့အာယုံဆိုင်မှု focus ပဲဟုတ်ကဲ့ focus ပေါ့ရန်သူတွေကသူ့ကိုတွေးဖို့ခေါ်တာမာရင်းဆွဆွဲတာထောင်ချောက်စင်းတာနီးမျိုးစုံနဲ့သူ့ရဲ့အဓိကရည်မှန်းချက်မျိုးရိုးစောက်တဲ့အလုပ်ကနေအာယုံလွဲဖို့စူးစမ်းကြတယ်ဒါပေမဲ့နေဟီမီကအဲ့ဒီအနောက်ရှက်တဲ့အားလုံးကိုလစ်လူရှုပြီးသူ့ရဲ့အဓိကတာဝန်အပေါ်မှာပဲစိတ်ကိုနှစ်ထားခဲ့တယ် ဒါကျမတို့ရဲ့ကိုပိုင်ဘဝမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ်အရေးကြီးရဲ့ညီမချက်တစ်ခုကိုအကောင့်ထဲပေါ်ဖို့စ조사တဲ့အခါဘီပဝန်ချင်းကလာမဲ့အရေးမကြီးတဲ့အာယုံနောက်ဆရာတွေဝေဖန်မှုတွေသွေးဆောင်မှုတွေကိုဘလို့ကြော်လွားပြီးကိုပတ်နိုင်ကိုပဲဆူဆိုင်မောင်းနေရမလဲဆိုတာကိုသင်ပေးနေတယ်။ဟုတ်ပါတယ်။ no လို့ပြောတင်တဲ့ຢာတွေကိုပြက်ပြက်ထားထား no လို့ပြောနိုင်ဟုလိုတယ်ဆိုတဲ့သဘောပေါ့။ဟုတ်ပါ။အဲ့ဒါအရင်ရည်ကြည့်ပါတယ်။ဟုတ်ကဲ့။ နောက်ထပ်ထင်ရှားတဲ့အချက်တစ်ခုကတော့သူရဲ့တတ်သိရှိခြင်းနဲ့ဖြောက်မှတ်ခြင်းကို courage and integrity ပဲဟုတ်ကဲ့ရှင်နေမီကအသက်အန္တရာယ်ချင်းချုံမှုတွေအသေးရဖြတ်ဆွတ်ဆွဲမှုတွေဘာလိုက်ရဲ့အရာအချက်ကိုင်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့သူကကြောက်လို့ဒူးထောက်တာမျိုးမရှိခဲ့ဘူးပိုရေးချီတာကသူ့ရဲ့ယုံကြည်ချက်ကိုကျင့်တရားစံနှုန်းတွေဖျားရဲ့ပြည့်နေတော်တွေကိုအလျော့ပဲလိုက်လော်တာမျိုးမရှိခဲ့ဘူးအင်း ဘီမန်တော်ရဲ့ဝင်ပုံးဖို့ငင်းဆိုခဲ့တဲ့သူဆုံးဖြတ်ချက်ကဒါကို အထင်ရှားဆုံးပြနေကပဲဆိုတော့မှန်ကန်တဲ့အရာလွတ်တဲ့လုတ်ထိုက်တာကိုလုတ်ခဲ့အခါအတိုက်ခံနေ PR ဆိုတာကြုံရမှာပဲအဲ့ဒီအချိန်မှာ ကိုရက်ဒီချမ်းမရင်လဲဖို့သွေးဆောင်မှုနော်မလိုက်ဖို့ရေစွမ်းသက်တည်နဲ့ကိုချင်းတက်ခခိုင်မာမှုဘလောက်အရေးကြီးတယ်လဲဆိုတာဒီဇလန်းကမိမောင်းထိုးပြနေတယ် တကယ်ကိုအရေးကြီးတဲ့အချက်ပါပဲတတိယအရိုင်နဲ့မြင်တွေ့ရတာကတော့ဖျားသခင်ရဲ့စီမံခန့်ခွဲမှုနဲ့ကုညီဆောင်မခြင်း God's provision and sovereignty ပါပဲရှင်ဟုတ်ကဲ့မျိုးရိုးကြီးတို့ခုလုံးကိုဒီလောက်တိုတောင်တဲ့90နှစ်ရဲ့အတွင်းဒီလောက်ပြင်းထန်တဲ့အတိုက်ခံတွေကြားကပြီးသွားတယ်ဆိုတာဒါကလူသားတွေရဲ့ကြိုးစားမှုတသက်ကြောင့်ပဲလို့လက်ခံဖို့ခက်တယ်လေဟုတ်ပါတယ်နေမိနဲ့သူ့လူတွေအစွမ်းကုန်ကြိုးစားခဲ့ကြတာမှန်ပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာသူတို့ယုံကြည်ကိုးစားတဲ့ဖခင်သခင်ရဲ့ ထူးခြားတဲ့ကုညီမဆာမှုနဲ့လမ်းပြမှုပါဝင်နေတယ်ဆိုတာကိုဇလန်ရဲ့အဆုံးသက်ကညွှန်ပြနေတယ်။ရန်သူတွေတောင်အတိမပြုခဲ့ရတယ်နော်။ဟုတ်ပါ။အဲ့ဒါအရေးကြီးဆုံးပဲ။ဒါကဘလောက်ပဲခက်ခဲကြီးမားတဲ့အစင်ခွန်မှုတွေမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေတွေကြုံနေရပါစေ။ကိုယုံကြည်ရာမြင့်မြတ်ဆုံးတန်ကိုးလောင်ရဲ့ကုဏီထောက်ပံ့မှုရှိနေရင် AI ရဖျက်မြုံနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ယုံကြည်မှုကိုပြီးတယ်ရှင်ဟုတ်ကဲ့ဒီသင်ခန်းစာတွေကိုလက်တွေ့ဘဝနဲ့ဘလို့ချိန်ဆက်ချင်နိုင်မလဲခင်ဗျ ဥပမာအာယုံဆိုင်မှုတတ္တိဖျားရဲ့ကုညီမှုဆိုတဲ့အချက်တွေကဒီနေ့ခေတ်ရဲ့စိန်ခေါ်မှုတွေလုံငန်းခွင့်ရကပြသနာတယ်။ဒါမဟုတ်ကိုပိုင်ဘွားရဲ့အချက်တဲဒီမှာဘလို့သုံးဝင်နိုင်မလဲ။ဒါကအရန်အရေးကြီးတဲ့မေခုံးပါရှင်။နေဟမီရဲ့ဆလန်းကလွန်ခဲ့တဲ့နှစ်ပေါင်း၄ဖောင်း၅ရဲ့ညီမကဖြစ်ရမှန်ဆိုပေမယ့်အထဲမှာပါတဲ့အခြေခံမူတွေကတော့အချိန်တိုင်းနေရာတိုင်းအထွတ်အထွန်းဝင်နေစေပဲ။ဟုတ်ကဲ့။ဥမာကိုရဲ့လုံနာမှာတော့ဟုတ်စီမံကိန်းတစ်ခုကိုအောင်မြင်အောင်လုပ်နေချိန်မှာ နေမီခြုံခဲ့ရတယ်လို့ပဲအနှောင့်အယှက်ပေးမဲ့သူတွေကိုစူးစမ်းမှုကိုအတိမတ်မဖြစ်ပဲအပစ်တင်ဝေဖန်သူတွေဒါမှမဟုတ်ကိုကိုချင်းတရားကိုဆွလွတ်လိုက်လျော်ဖို့ PR ပေးလာတဲ့အခြေအနေတွေကြုံရနိုင်တယ်လေဟွန်းကြုံနိုင်ပါလေအဲ့ဒီအခါမှာနေမီလိုပဲကိုယ့်ရဲ့အဓိကရည်မှန်းချက် the main ပေါ့အဲ့ဒါကိုမျက်ခြေမပြတ်ဖို့မဟုတ်မမှန်ဆွဆွဲချက်ကြီးကိုရင်ဆိုင်ရမှာစိတ်ကြမကြပဲပြတ်သားစွာတုံ့ပြန်နိုင်ဖို့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ values နဲ့ကိုချင်းတစ်ခါ integrity ကိုအလျော့မပေးဖို့အရေးကြီးတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ချက်ကလူသားရဲ့ကြိုးပမ်းမှုနဲ့ကိုယုံကြည်ရအင်အားစုရဲ့ကုညီမှုကြကဟန်ချက်ညီမှုပဲနေမီကဖျားလို့ပေးလိမ့်မယ်ဆိုပြီးလက်ပိုက်ထိုင်နေခဲ့တာမဟုတ်ဘူးဟုတ်ကဲ့သူလည်းအရန်စူးစမ်းခဲ့တာဟုတ်ပါသူကမြို့ရိုးကားခွဲဖို့အစီအစဉ်တွေဆွဲတယ်လူတွေကိုစီးယုံတယ်ဥဆောင်တယ်ရန်သူကိုရင်ဆိုင်မှုပြင်ဆင်တယ် ဒါရီအလုံးကလူသားတယောက်အနေနဲ့လောက်ရမယ်တာဝန်နေပဲဒါပေမဲ့တစ်ချိန်တည်းမှာပဲသူကသူ့ရဲ့ဉာဏ်ပညာခွန်အားနဲ့အောင်မြင်မှုအတွက်ဖျားသခင်ပေါ်မှာအမျက်မြှီခိုးပြီးဆူတောင်းအားကိုးခဲ့တယ်ဟုတ်ကဲ့ balance ဖြစ်ဖို့လိုတာပေါ့ဖော်ပါတယ်ကိုဘကလှုပ်ရှားရှိတာကိုအကောင်းဆုံးစ조사လုပ်ရင်ကိုမတက်နိုင်ခဲ့အပိုင်းအတွက်အထက်ကပံ့ပိုးမှုကိုယုံကြည်စွာစုံမြော့တောက်ဖို့လိုတယ်ဒီနှစ်ခုပေါင်းဆက်မှုကခက်ခဲတဲ့အခြေအနေတွေကိုကြော်လာဖို့တောက်ချက်ဖြစ်နိုင်တယ်လို့မြင်ပါတယ်ရှင့်ကောင်းလိုက်တာ အချင်းချုပ်မင်းနဲ့ပြန်ကောက်ရတယ်။နေဟမီးဟာဂျေရုဆလမ်မြို့ရိုးတိဆောက်ရေးလုပ်ငန်းစဉ်တွေအရေးကြီးဆုံးအဆုံးသတ်အပိုင်းမှာရန်သူတွေရဲ့အလွန်ပါနာပြီးအန်ဒီအမရတဲ့အဂျန်စီ၃မြို့နဲ့ဆက်သက်ရင်ဆိုင်ခဲ့ရတယ်။ဟုတ်ကဲ့။သူကိုအလုတ်ကနေအာယောင်လှဲဖို့တွေးဆောင်တာ။မာယွန်းဆဆွဲဒီလူသည်ရှင်ကြအသိရေထွက်တာ။နောက်ဆုံးပါသာရေးထောင်ချောင်းဆင်ပြီးသူ့ရဲ့ကိုချင်းသစ်ခါနဲ့ခေါင်းဆောင်မှုကိုဖျက်ဆီးဖို့စ조사တာတွေကြုံခဲ့ရတယ် ်အေးဒါပေမဲ့သူဟာပြတ်သားတဲ့အာယုံဆိုင်မှု မရင်းရိုင်တဲ့တတ်တိနဲ့ဖြောင်းမတ်မှု အခြေအနေမှာကိုပိုင်းခြားသိမြင်နိုင်တဲ့ညံမြန်ရာပြီးတော့ဘုရားသခင်အပေါ်မှာထားတဲ့ယုံကြည်ကိုးစားမှုတွေနဲ့ဒီစိန်ခေါင်းမှုတွေအားလုံးကိုကြံ့ကြံ့ခံကြိုလွားနိုင်ခဲ့တယ်ဟုတ်ပါတယ်နောက်ဆုံးမှာသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့မြို့ရိုးတည်ဆောင်ရေးကိုအချိန်တိုအတွင်းအောင်းအောဖို့ရအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့တယ်ဆိုတာပါပဲဟုတ်ကဲ့ရှင် ဒီဆွေးနွေးမှုကိုအဆုံးမတက်ခင်မှာလေစိတ်ဝင်စားစရာအတွေ့တစ်ခုနဲ့ခြံထားခဲ့ခြင်းပါတယ်ရှင်ဟုတ်ကဲ့ပြောပါခင်ဗျာနီဟမီရင်ဆိုင်ခဲ့ရတဲ့ဒီအတိုက်ခံတွေဒီစိန်ခေါ်မှုတွေဟာသူ့အတွက်အနောက်အရက်တက်တက်ပဲဖြစ်ခဲ့သလားဒါမဟုတ်တနည်းစဉ်းစားကြည့်ရင်ဒီလိုပြင်းထန်တဲ့အတိုက်ခံတွေရှိခဲ့လို့ပဲသူ့ရဲ့ရည်ရွယ်ချက်ကပိုပြီးခိုင်မာပြတ်သားလာတာလားဟွန်းစဉ်းစားစရာပဲသူ့ရဲ့ခေါင်းဆောင်မှုရေးသွေးတွေကပိုပြီးထင်ရှားပေါ်လွင်လာခဲ့တာလား ါတည်းမှတိုက်ခတ်နေတဲ့ဖီအားတွေကကျမတို့ကိုအားနေပါစေနိုင်သလိုတခါတည်းမှတော့ကိုယ့်တကယ်ဦးစားပေးကဘာလဲကိုပါကိုတကယ်တံပိုးထားတယ်လဲကိုယ့်ရဲ့ခန္ဓာရေးကဘလားရှိတယ်လဲဆိုတာတွေကိုပို့ပြီးရှင်းရှင်းလင်းလင်းမြင်လာအောင်တွန်းအားပေးတတ်သလားဟုတ်ကဲ့ဖီအားဆိုတာခေါင်းဆောင်တယောက်ရဲ့အရေးသွေးအစ်စ်အမန်းကိုဖော်ထုတ်ပြတဲ့စမ်းသပ်မှုတစ်ခုဖြစ်နေမလားဒီအချက်လေးတွေကိုကိုယ်တိုင်ဆက်လက်ဆင်ခြင်တောင်းတကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်ကောင်းလိုက်တဲ့ချက်ပါပဲခင်ဗျာဒီနေ့နေဟိမီမဆာ အခန်းကြီး6နဲ့ပတ်သက်တဲ့ဆွေးနွေးမှုအတွေ့အချက်လက်တွေကိုစူးစီးတင်ပြပေးခဲ့တဲ့ The Wise Believers ကိုအထူးကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ပဲဒီဆွေးနွေးမှုကိုဒီနေရာမှာပဲမိကုန်းချုပ်လိုက်ပါစီခင်ဗျာဟုတ်တယ်ပါရှင်